ီးနံများတွင်ပိုးသက်ဆေးသက်ကျွင်းများပါဝင်ခြင်းသည်ဈေးကွက်ဆုံးရှုံးမှုကိုဖြစ်ပေါ်စေနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တီးနှံတွေမှာပိုးသက်ဆေးသက်ကျွင်းများပေါဝင်နေခြင်းကဈေးကွက်ဆုံးရှုံးမှုကိုဖြစ်ပေါ်စေနိုင်တယ်လို့စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာတင်ထွက်ကပြောပါတယ်။ဒါကြောင့်ပိုးသက်ဆေးများရှော့ချအသုံးပြုနိုင်ရေးကိုအသိပညာပေးစည်းရုံးဆောင်ရွက်ရန်လိုတယ်လို့လည်းဆိုပါတယ်။ ယမန်နေ့မနက်ပိုင်းကအွန်လိုင်းစနစ်နဲ့ကျင်းပခဲ့တဲ့နိုင်ငံရဲ့စားရည်ရှိခအဖူလုံရေးနှင့်ပူကုန်းခန်းနာမြမရှေရသွတ်တီးနှံများစိုက်ပျိုးထုတ်လုပ်မှုတနိုင်ငံလုံးအတိုင်းတန်အဖြစ်တိုးတက်ရေးလုပ်ငန်းများမှချားဆွေးနွေးပွဲမှာစိုက်ပျိုးရှိမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာတင်ထွက်ကထည့်သွင်းပြောကြားခဲ့တာပါ။ဒါအပြင်ဆယ်ရည်တောင်မိုးကောင်းတောင်ကံယူရန်ဒေတာ၆တွေ့ဒေတာနဲ့တောင်ပေါ်ဒေတာစားတဲ့ခေတ်အစနစ်ရန်မျိုးမျိုးအတွက်တင့်တော်ထည့်တီးန နံမျိုးများကိုမွေးမြူရွေးချယ်ရမှတောင်းတလဲသမားများပြိပတင်ပို့တဲ့လုပ်ငန်းရှင်များပါဝင်သောမျိုးမွေးမြူရွေးချယ်ရေးလုပ်ငန်းကိုတိုးချဲ့လုပ်ကိုင်သွားဖို့လိုအပ်တယ်လို့လည်းသိရပါတယ်။ AI နည်းပညာကိုမိမိတို့ဝန်ထမ်းများကျွမ်းကျင်စွာအသုံးပြုသက်ရှိရပြင်တောင်းသူများလည်း AI နည်းပညာအသုံးပြုသက်ရှိချိုးပန်းချရန်လိုအပ်ပြီးစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာအသိရှိလိုသည့်များကို AI မှအချိန်မရွေးမေးမြန်းအသုံးပြုနိုင်မှာခတောင်းသူအတွက်အကျိုးကျေးဇူးများစွာရရှိနိုင်တယ်လို့လည်းမှာချခဲ့ပါတယ်လို့သိရပါတယ်ရှင်။